အာအတွက်ကတော့တာယောက်ျားရှိရအနေတာယောက်ျားလေးရှိတယ်ဆိုရင်လည်းလုံကြုံတဲ့အခြေအနေဖြစ်နေတာပေါ့တာမရှိလို့ကိုယ့်ဟာကိုလဲလုံမယ်ဆိုတော့လေဒီမှာတိုက်ပွဲတွေရဖြစ်နေတာဒီမကြည့်ဘူးမလို့ဟဲ့ရာမနီဘလို့ပေါ်လာမှမသိဘူးအိမ်နောက်ကိုကူစီပြီးလဲလုံရတာစိတ်ပင်ဘာယုံမကောက်ဘူးညီကိုသွားတာပဲ ရခိုင်ပြည်နယ်ကဒေသခံတွေဟာစစ်ပွဲတွေအပြင်စိုက်ကလုံးမုန်တိုင်းတွေနဲ့ရာသီဥတုပြောင်းလဲမှုဒဏ်တွေကိုခံစားနေရပါတယ်။တစ်ဖက်မှာလည်းရခိုင်မျိုးသားတွေကတိုက်ပွဲတွေနေမြေချားမှာအလုတ်သွားရောက်လုကင်တာတွေနဲ့စစ်မှုထမ်းဥပဒေကြောင့်ပုံဆောင်လာရတဲ့အခါလေယာဉ်လုပ်ငန်းခွင်တွေကိုအမျိုးသမီးဥဆောင်မှုတွေကပုံများလာပါတယ်။အဲ့လိုလေယာဉ်လုပ်ငန်းခွင်တွေကိုရောအိမ်တော်ဦးစီးတာဝန်တွေကိုရောဥဆောင်နေတဲ့အမျိုးသမီးတွေဟာ စဘာအထွန်းလုံးကြဆင်းတာတွေစားနေခါပြက်လက်မှုအန္တရာယ်တိုးလာတာတွေအဆရှိတဲ့ဝင်းဒိုဝင်ပိုးတွေနဲ့ရင်ဆိုင်နေရပါတယ်။မင်္ဂလာပါရှင်မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့လူ့ခွင့်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒိုးတန်အပတ်စဉ် focus အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တဲ့ကတင်ဆက်ပေးထားတာပါ။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒိုးတန်ရဲ့အလွတ်တန်းသတင်းတောက်မုံမုံကဆက်လက်တင်ဆက်ပေးသွားမှာပါ။ ။ဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နံပါတ်တွေကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင်။အရှိအရက်ကနေမထွက်ခင်အာယုံတက်ချိန်ဖြစ်ပေမဲ့ဒေါ်ဖြူမရဲ့ရိုင်းနေတဲ့အိမ်လေးတွေကို အလင်းရောင်ပြပြကဝင်ရောက်နေပါပြီ။ ဒီအိမ်လေးကယာယီနေဖို့တိဆောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်။မူခမုံတိုင်းတိုက်ခဲ့တာနှစ်နှစ်ကျော်ကြာခဲ့ပေမဲ့မုံတိုင်းထံတင့်ခဲ့တဲ့သူတို့အိမ်လေးကို အခုထိအစ်စ်ပြန်ဆောင်နေတာမပြီးသေးပါဘူး။လုံလောက်တဲ့အလင်းရောင်ရချိန်မှာတော့ဒေါ်ဖြူမတယောက်အိမ်နဲ့မိနစ်20လောက်ဝေးတဲ့လေခွင်းစီကိုလမ်းလျှောက်သွားဖို့ပြင်ဆင်ရပါတော့တယ်။

အရင်နှစ်တွေကလိုအေးအေးချမ်းချမ်းမရှိတော့ပါဘူးမုခမုံတိုင်းကဒေတာကန်ရရဲ့ဘဝကို ကြီးကြီးမားမားဖျက်ဆီးသွားခဲ့ပါပြီအိမ်တွေစာတင်ကျောင်းတွေလယ်ကွင်းတွေကို အခုချိန်ထိပြန်လည်မထူထောင်နိုင်သေးပါဘူးလယ်မြေတွေရဲ့ကို စားငံရည်တွေဝင်ရောက်သွားတဲ့အတွက်စပားတွေက ပြန်ဆိုင်ပြိုးလို့မရသေးတဲ့အခြေအနေတွေရှိနေပါသေးတယ် ဒေါ်ဖြူမကသူ့ရဲ့လက်ငုပ်လက်ရင်လဲမြီအီကာလေးအီကာကိုလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကစိုက်ပျိုးလာခဲ့တာပါအစာပိုင်းမှာတော့သူမရဲ့သားဖြစ်သူနဲ့အတူတူလောက်ကိုင်းခဲ့ပေမဲ့အခုချိန်မှာတော့သူမတူတဲ့လောက်ကိုင်းနေရပါတယ်သားဖြစ်သူကစစ်ကောင်စီကထုတ်ပြန်ထားတဲ့စစ်မှုရန်ဥပဒေကြောင့်ပုံရှောင်နေရပါတယ်အာရခတက်တော်အီအီကရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကို ထိန်းချုပ်ပြီးတဲ့အချိန် သူမရဲ့တားဖြစ်သူကစစ်တပ်ထိန်းချုပ်ထားတဲ့ရန်ကုန်မြို့မှာ ထွက်ပြေးတင်းရှောင်နေသေးပါအာအတွက်ကတော့တားရောက်ရရှိတဲ့အနေထားနဲ့တော့ဘယ်နည်းတားရောက်ကြတယ်ရှိတယ်ဆိုုံနဲ့လည်းဟိုမလုံခြုံတဲ့အခြေအနေဖြစ်နေတာပေါ့တားမရှိလို့ကိုယ့်ဟာကိုလဲလုံမယ်ဆိုတော့လေဒီမှာတိုက်ပွဲတွေရာဖြစ်နေတာစစ်မှုထမ်းဥပဒေနဲ့လူတွေခေါ်တဲ့အခါအစစ်မပြေဖမ်းဆီးတယ်နေလဲကြတော့တားတွေကိုရန်ကုန်လွှတ်လိုက်တာပေါ့တားတွေမရှိတော့ကိုယ့်ဟာကိုလဲလုံတော့ လူဟားကလိုရတာနဲ့အငှားကတွေနဲ့မျိုးစာဘူးတွေနဲ့ဆိုရင်လေလုံးရတာလည်းရှုံးနေလေစီဝိုင်းအရှုံးပေါ်လာတဲ့အခါမှာတော့ဒေတာကန်တွေဟာရှင်တန်ရေးအတွက်ကိုဦးစားပေးရပါတော့တယ်။ဒေါ်ဖြူမအတွက်အနာကျင်အောင်အပြောင်းလဲကတော့သူ့တမီနှစ်ယောက်ကိုចောင်းထုတ်လိုက်ရတာပါ။ မိုဟာနောက်ပိုင်းတိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်သမိနှစ်ယောက်ကိုကြောင်းထုတ်လိုက်ရတယ်ခုနှစ်တန်းတရားမိုဟာမုံတိုင်းနောက်ပိုင်းမှာခုနှစ်တန်းတရားဆယ်တန်းတရားကြောင်းထုတ်လိုက်ရတယ်လေဒီလောက်အပင်ပန်းခံပညာတွေတင်ပြီးမှကြောင်းထုတ်လိုက်ရတော့စိတ်တော်မကောင်းဖြစ်တာပေါ့နော်စခိုင်းပြည်နယ်မှာအမျိုးသမီးတွေကအိမ်ထောင်အတွက်ဥဆောင်မှုတွေက ပိုတိုးလာပါတယ်ဒီလိုဖြစ်လာဖို့အတွက်ကလည်းသူတို့မှရွေးချယ်စရာ မရှိပါဘူး။ အမျိုးသားအများစုကစစ်တပ်သို့မဟုတ်အေအေရဲ့တပ်သားစုဆောင်ခြင်းတွေမခံရဖို့အတွက်ပုန်းရှောင်နေကြရပါတယ်။ဒေါ်စိန်ကပေါက်တော့မှလဲဆိုင်လာတာနှစ်30ရှိပါပြီ။ဒီကငါလေးပြရင်ဥဆောင်ရဟုတ်တယ်။လေငါပဲလုတ်တာဥဆောင်ပြီးတော့လုတ်တာတားတယောက်ကကြောင်းဆရာကြောင်းဆရာဆိုမဲ့လာစားမရလိုက်တော့ဘာမှမရလိုက်တော့အခုဒီအေးတတ်တော်ကချထားတဲ့ကြောင်းမှပြတ် တကူရီမိခင်ဖြစ်တဲ့ဒေါ်စိန်တယောက်သူ့သားဖြစ်သူကိုចောင်းပြအောင်ထားနိုင်တဲ့အတွက်ဂုံယူနေပါတယ်။လေငါးဧကကို သူ့ကိုယ်တိုင်ဦးစီးလာခဲ့တာပါ။ဒါပေမဲ့အာနာသိမ့်မိကလေးကစစ်တန်နဲ့တဘာဝဘေးဒဏ်ကြီးရဲ့ရိုက်ခတ်မှုတွေကြောင့်သူ့ဘဝရဲ့အဆိုးဆုံးခံစားရတဲ့နှစ်တွေ ဖြစ်လာတယ်လို့ဆိုပါတယ်။ ရခိုင်ဒေသဖြစ်တဲ့အလျောက်မုံတိုင်းတံကိုလည်းခန္ဓာရည်အလေးချင်းရှိခဲ့ပေမဲ့မူခာမုံတိုင်းကတော့2008ခုနှစ်ကနာခေတ်မုံတိုင်းပြီးတဲ့နောက်မှာတခြားမုံတိုင်းတွေနဲ့မတူပဲသူတို့အတွက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ဆိုပါတယ်ကြောမူတဲ့ဟိနဲ့ဆောက်တော့လေဒီဒီဆောက်တဲ့တုန်းကအိမ်မလေးထားတဲ့တီဗီကြီးအဆောင်မလေးထားတဲ့တီဗီကြီးဒီအိမ်ကမုံတိုင်းရှိတဲ့နှစ်ဆောက်တာလေဒီအိမ်ဆောက်နေတော့ အောက်မှာလည်းနိုင်ရမရှိအပေါ်မှာလည်းနိုင်ရမရှိအကာမရှိဒီမှာအိမ်အောက်မှာနေနေရတာတခါလဲငါရက်စောက်တည်သွားမလားတော့မသိဘူးตาတို့ချွေမတို့ကတော့ပြင်းနေကြတယ်ငါတယောက်ထဲဒီနားမှာစဘာလည်းမလွတ်ဘာမှမလွတ်ဘူးစဘာဒီစီနေစီရှိတာအကုန်ညောသွားတယ်မုံတိုင်းလုံးပြစ်တာအကုန်လုံးတစ်ပင်တွေလည်းလို့ထွက်ပေါက်တောင်းမရဘူး မင်းများမျိုးနယ်ကဒေါ်ကျော်နုကနေစားလေအလုသမားတူဟာသူ့ရဲ့နေထွက်ခါနဲ့သူရင်းကားလုံလို့ရတဲ့ဝင်ငွေက သူတို့မိသားစုစားဝတ်နေရေးအတွက်အဓိက ဖြစ်ခဲ့တာပါလဲပိုင်ရှင်တွေကမုံတိုင်းစစ်ပွဲနဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်ဒုက္ခရောက်ချိန်မှာတော့ဒေါ်ကျော်နုတို့လိုနေစားမျိုးသမီးတွေအတွက်ဝမ်းရည်ကပိုလို့တောင်ခတ်လို့လာပါတယ် မောခါကြောင့်အိမ်တစ်ခုလုံးပျက်စီးသွားတာကိုဖြစ်တယ်လို့ပြန်နေထိုင်နိုင်အောင်သာစောက်ထားရပါတယ်။အဲ့ဒီအိမ်မှာသူ့သားနဲ့ကိုဝင်ဆောင်ချွေးမလို့နဲ့အတူနေထိုင်ကြတာဖြစ်ပါတယ်။အိမ်ကပြူတော့မယ်ပြင်စရာလည်းဘာမှမရှိစင်းစင်းရဲရဲနဲ့လောက်ကైစားစရာလည်းဘာမှမရှိသူများတွေစီမှာလေငှားလိုက်လောက်ရတာနဲ့တနေ့မှာရှစ်ထောင်ရတယ် အရင်ကဆိုလို့ရှိရင်မိုးရသည်ဆိုရင်တမိုးလုံးကောက်ဆက်ရတယ်။နှွေဆိုလို့ရှိရင်လည်းတာရီဆေးရတယ်၊ပဇွန်ကန်ဒီဆေးရတယ်။အမြေတွေတူးလို့လက်တွေလည်းပေါက်ပြီးတော့ထမင်းအောင်လက်နဲ့မစားနိုင်တော့ဘူး။ပြန်ရောက်လို့ရှိရင်လည်းလက်တွေကိုပေါက်လို့နှမ်းစီနဲ့လက်တွေကိုမိกินရတယ်။တစ်ခါတလေဝမ်းနေပြီးကိုယ့်ဘဝကိုငုံနေမိရဲ့။အခုနှစ်တည်းမှာတော့အလုံလောက်ရတာလीလုံးဝနေသွားတယ်။အလုံလည်းမခေါ်ကြတော့ဘူး။ဒီနှစ်ဆိုရင်လုံးဝမလုံလိုက်ရဘူး။လာလည်းမခါကြတော့ဘူး။ တကြောပြန်လာတဲ့ရခိုင်စစ်ပွဲနဲ့မြို့သိမ်းတိုက်ခိုက်မှုတွေနဲ့အတူစစ်ကောင်စီရဲ့ကုံသွယ်ရေးတည်ယူပို့ဆောင်ရေးအပေါ်ကန့်သက်ပိတ်ဆို့မှုတွေကြားမှာကုံစင်းနှုံးကလည်းသုံးစနီးပါအထိတက်သွားခဲ့ပါတယ်။မိုခါမုံတိုင်းရဲ့ဒဏ်နေနဲ့ဓမ္မီဩဇာဈေးတက်မှုတွေကြားမှာရခိုင်ပြည်နယ်အတွင်းကစံစဘာစိုက်ပျိုးမှုတွေအများအပြားဆုံးရှုံးခဲ့ရပါတယ်။ရခိုင်ပြည်နယ်အတွင်းဒီနှစ်မှာတော့ စိုက်ဧကရီတဝက်လောက်ရော့ချသွားနိုင်တယ်လို့ဒေတာရင်းလေသမားသက်မကအဖွဲတစ်ခုဖြစ်တဲ့တညဝတီတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးအသင်းကခံမှန်းထားပါတယ်။ဒီနှစ်မှာလေမလုတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာဒေါ်စိန်တယောက်တည်းတော့မဟုတ်ပါဘူး။လုံးခမလို့ဟာရောက်ပြရည်ဝေးအာအာရောရောဒုက္ခသပိစုတမရှိရာရောရောရောက်ပဲဒုက္ခမှာကတော့အဲ့လိုပဲအဲ့ဒုက္ခထက်ကြီးတဲ့ဒုက္ခမရှိတော့ဘူးအဲ့လိုတရက်မှအေးစိတ်မနေရဘူး နာရတဲ့ရဲ့မရှိဘူးတလင်းပွဲပြစ်သွားမှာပဲအဲ့ဒီလိုအခုမျိုးစပါးတွေလည်းနေလန်းထားပြီးပြီလာမနစ်ဘလို့ပေါ်လာမလဲမသိဘူးအိမ်တော်ကိုဦးစီးပြီးလဲလောက်ရတာစိတ်ပင်ဘာယုံမကဘူးညီကိုသွားတာပဲပြင်းနေရင်းမှာလေယာစိုက်ပြိုးမှုနှုံကြဆင်းတာနဲ့စဘာအထွက်နှုံနေပါလာတာကစိုးရင်စရာကောင်းတဲ့အခြေအနေဖြစ်တယ်လို့ ဒညာဝတီတောင်သူလူသမားဖွံ့ဖြိုးတိုးတက်ရေးအသင်းကအတွင်ရင်မူဦးမောင်သိန်းလှကပြောပါတယ်။ဒီမော်ကထီးတဲ့တစ်ချက်ရေနောက်ဆုံးအရှုံးပေါ်တဲ့တစ်ချက်ရေရောက်အဲ2024မိုးမှာမစိုက်နိုင်တာရေမစိုက်နိုင်တာရေစိုက်လို့မရတာရေပေါ်ရောက်တဲ့ကြောင့်ပေါ်လာရင်စိုက်ရခါကတဝဲလောက်ရကြည့်တော့ကြတော့တဲ့အတွက်တဝဲကိုစိုက်ပြိုးတယ်ဆိုပေမဲ့တကယ်မှာဟိုပါပေါ့စိုက်ပြိုးရဲ့စိုက်ပြိုးခြင်းရဲ့အင်္ဂါရဲ့အရင်စိုက်နေတာတော့မဟုတ်ဘူးဖြစ်တယ်လို့စိုက်ရတဲ့အခါမှာအခုအဲ့ဒီစပတ်ကိုရိတ်သိမ်းလိုက်တော့အတွက်က ်ဟိုတော့အထက်နေတယ်တနေ့စားမှာဟိုစက်ဖြုတ်ဖို့ကစက်ဖြုတ်ရကမပြည့်ဘူးဆိုလို့ချင်းရင်တော့တော်တော်ကိုတတိထားရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့ဒီတတိထားရမယ့်အချက်ကိုအကုန်လုံးကဘဝဝင်စဉ်းစားပြီးတော့တာဝန်ရှိသူတွေကစဉ်းစားပြီးဖို့လည်းလိုအပ်ပါမယ်ဧသမတွေကိုနိုင်တာလည်းအရေးကြီးတယ်ဆိုတာကိုရသိထားဖို့လိုအပ်ပါတယ်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကတော့အခုနှစ်မှာရခိုင်ပြည်နယ်မှာလူဦးရေနှစ်သန်းကျော်အငတ်ဘေးနဲ့ကြုံရနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အရေးတကြီးလှုပ်ဆောင်မှုမလုပ်ခဲ့ရင်ပြည်내လူဦးရေရဲ့65ရာခိုင်နှုန်းဟာအသက်ရှင်ရပ်တည်ရေးအတွက်ခက်ခဲပြီးစားနပ်ရိက္ခာပြက်လက်မှုပုံမှုဆိုးဝါးလာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ရခိုင်မျိုးသမီးလေသမားတွေကသူတို့ပြည်နယ်ကကုလသမဂ္ဂကခံမှန်းတယ်လို့ဒုက္ခတွေကိုပြင်းထန်စွာခံစားရမယ်။ အထီးကျန်ဒေတာတစ်ခုတိကျနေရာတစ်ခုဖြစ်လာမယ်ဆိုတဲ့ခံမှန်းချက်ကိုမထိန်ချုပ်နိုင်ပါဘူး။သူတို့ကအီအီကစစ်ပွဲတွေကိုယော်နေစီပြီးလေသမားတွေရဲ့နေ့စဉ်ဘဝအခက်ခဲတွေကိုပုံမှုအာယုံစိုက်လာစေဖို့အတွက်မျှော်လင့်နေကြပါတယ်။လေသူမကြီးတော်ဖြူမကတော့တနေ့သူ့လေယာရီပြန်စိမ့်လန်းလာပြီး ကွဲကွာနေတဲ့မိသားစုတွေပြန်ဆောင်ဖို့မျှော်လင့်နေတော့မှာပဲ။ဟိုလဲလေးတပိုင်းတစ်နိုင်လောက်ပြီးတော့တားပြီးတော့မိသားစုတွေစီစီတော့ကိုယ့်လေလေးကိုပဲတပိုင်းတစ်နိုင်ပြန်လောက်ပြီးတော့မိသားစုဆုံဆုံလင်းလင်းနေကျင်တယ်။ဒါပေမဲ့တားကိုတော့နေမြေအေးချမ်းမှာပဲပြန်လာစီကျင်ပါလေ။တို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ကြိမ်ထုတ်လွှင့်ပေးမှာဖြစ်လို့ဒို့အတန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါစေ။ဒီ season ကိုအမှုရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero တဲ့ကပံ့ပိုးပေးထားတာပါ။ဒို့အတန်အတန်လှည့် season ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်ဒို့အတန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, iTunes Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လင့်မယ်ဒို့အတန် podcast ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။